်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တီးတိမ်မျိုးအဝင်းစစ်တပ်ကိတ်ကိုချင်းညီနောင်ပြန်သိမ်းပိုင်စစ်တုံးပန်းနဲ့လက်နက်တချို့ရဟု PDF ဇိုလန်ထုတ်ပြန်နေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချင်းပြည်နယ်မြောက်ပိုင်းတီးတိမ်မျိုးအဝင်းစစ်တပ်ကိတ်ကိုချင်းညီနောင်တပ်ဖွဲ့ကပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်းချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်ကဒီမနက်နိုဝင်ဘာ28ရက်မှာကြေညာချက်ထုတ်ပြန်ပါတယ် နိုဝင်ဘာ28ရက်မနက်ကစပြီးတိတိမျိုးအဝင်ကျိုးစိုးပါအီဆိုင်ပုတ်အနီးတက်ဆွဲထားတဲ့စစ်တပ်ရဲ့ခလာရ269တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အသိပေးပါရယ်မိမိတို့ချင်းညီနောင်တပ်ဖွဲ့သည်စကားမှတပ်ဖွဲ့ဝင်များအားတက်ဆွဲထားသည့်နေရာမှတိုက်ထုတ်နိုင်ခဲ့ပြီးလက်နက်ခဲယံအချို့သိမ်းဆည်းရရှိကစစ်တုံးပန်းအချို့ဖမ်းဆီးခဲ့သည်လို့ PDF ဇူလန်ရဲ့ထုတ်ပြန်ချက်မှရေးသားထားပါရယ်တင်ရတဲ့လက်နက်ခဲယံတွေနဲ့စစ်တုံးပန်းနှစ်ဦးရဲ့ဓာတ်ပုံကိုလည်းဖော်ပြထားပါရယ်ချင်းညီနောင်တပ်ဖွဲ့ဝင်တွေအထူးကိမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းအသိပေးထားပါရယ် စစ်ကောင်စီတပ်ဟာတိတိတ်မြို့လူအဝင်အထွက်ကိုထိန်းထုတ်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးအဝင်ခိတ်ကိုချင်းညီနောင်တပ်ဖွဲ့ကပြန်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့အတည်ပြုထားပါတယ်။မနေ့ကချင်းညီနောင်အဖွဲ့ဖြစ်တဲ့ PDF ဆိုလန်ကရှင်းလင်းသိမ်းထားတာဟုတ်တယ်။ဒါတိတိတ်ကြိုးစိုးပါအိမ်မှာတက်ဆွဲထားတဲ့ဟာလက်ရှိမှာတော့ဖလန်ပတ်မှာဥတည်နေတဲ့စစ်ကြောင်းနှစ်ကြောင်းရှိတာပေါ့ဘူး PDF ဆိုလန်တာဝန်ရှိသူတအူးကပြောပါတယ်။စစ်တပ်ဟာအောက်တိုဘာနောက်ဆုံးပတ်မှာတိတိတ်မြို့ကိုစစ်ရဟရင်နဲ့26ကြိမ်ထက်မနည်းစစ်အင်အားတွေချပြီးနေပြည်တော်ဆိုမှုထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့တာပါ။ စီအင်အားရာချီသုံးပြီးချင်းကြီးနောက်တပ်ဖွဲ့ဝင် PDF ဇိုလန်တက်ဆွဲထားတဲ့နေရာအချို့ကိုစစ်တပ်ကဝင်ရောက်နိုင်ခဲ့ပေမယ့်နိုဝင်ဘာ17ရက်မှာစစ်ကောင်စီဝင်ရောက်နေရာယူထားတဲ့ကနေဒီတောင်ကိုချင်းကြီးနောက်ဘက်ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့အခုထပ်မံပြီးမြို့ဝင်ဂိတ်ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်စစ်တပ်ဟာတီးတိတ်ဖလန်းဒေသပြန်လည်ထိန်းချုပ်နိုင်ရေးလေးကြောင်းနဲ့စီအင်အားဖြင့် ထိုးစစ်စစ်သလုံးစကိုင်းတိုင်းကလေးမြို့နယ်မကွေးတိုင်းခံကောမြို့နယ်တွေကလည်းရေပြင်းစစ်ကြောင်းထိုးနေလို့ချင်းညီနောင်ချင်းပြည်ကောင်းစီဒေသခံတော်လည်ရေးပူပေါက်တက်တွေနဲ့စစ်ကောင်းစီအကြတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ဒီတိမ်ဖလန်ကလေးခံကောမြို့နယ်တိုက်ပွဲတွေမှာတော်လည်ရေးပူပေါက်တက်တွေရဲ့တိုက်ခိုက်မှုကြောင့်အခုနိုဝင်ဘာလတိုက်ပွဲတွေမှာစစ်ကောင်းစီတပ်150လောက်သေဆုံးထိခိုက်ခဲ့ပြီးလက်နက်ခဲယံတွေရရှိထားကြောင်းချင်းတော်လည်ရေးအင်အားစုတစ်ခုဖြစ်တဲ့ချင်းပြည်ကောင်းစီကာကွယ်ရေးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်နဲ့မဟာမိတ်တွေဟာချင်းပြည်နယ်မြောက်ပိုင်းကဖလန်းမြို့ချင်းတောင်ပိုင်းကမင်တန်မတူပြီးကမ်ပလန်ကျင်းတွေးမြို့တွေသိမ်းပိုက်ထားပြီးတိတိတ်မြို့ကိုလည်းသိမ်းပိုက်နိုင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးပေါင်းနယ်မြိုင်မြို့နယ်အစပ်မှာတိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်မှုရှိတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မကွေးတိုင်းပေါင်းနဲ့ညာညွနဲ့အဆက်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပြီးနှစ်ဖက်ထိကိုက်တိုက်စုံမှုရှိတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။အထီးပေါ်နာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကညာညွနဲ့အနောက်တောင်ပိုင်းကတရက်ခန့်ပြူစောတိချိရွာကိုနိုဝင်ဘာ28ရက်မှာဖျက်ဆုပ်သွားတယ်လို့ဆိုပါတယ်။အခုနိုဝင်ဘာ12ရက်ကစလို့မြန်မျိုးနယ်အမှတ်နှစ်အကြီးစားစက်မှုလုပ်ငန်းဒေတာအခေါ်စက်မှုနစ်ကနေစစ်ကောင်စီတပ်ကအင်အား150ဝန်းကျင်ထွက်လာပြီးဝက်ပုတ်ကြီးပါအရှိတ်ဘက်မှာထိတွေ့မှုဖြစ်ခဲ့တယ်လို့အသိပေးပါရတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား၂ဦးနေရာမှတိဆုံးပြီး၄ဦးကစစ်မှုနဲ့မှာထပ်မံတိဆုံးနေလို့နိုဝင်ဘာ၂၂ရက်မှာအညာမြေတပ်ပေါင်းစုစီအလင်းဝင်လာတဲ့တပ်သားပြည်စုံဟင်းကပြောပါရယ်။ဒါပြင်စစ်ကောင်စီတပ်နဲ့ဖြူစောတီစေဦးခန့်ဟာပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့်ဝက်ပုတ်ရွာရှိကနေစစ်မှုနဲ့ဘက်ကိုပြန်ဆုတ်ခဲ့ရတာလို့သူကဆက်ပြောပါရယ်။စစ်တောင်းပြန်ဆုတ်ချိန်မှာဝက်ပုတ်ကြီးရွာကနေအိမ်နှလုံးကိုမိရှို့ပြီးရွာတန်းရှိရွာကဖမ်းလာတဲ့ပြည်သူ၂ဦးကိုစစ်တပ်ကတပ်ဖြတ်ခဲ့ပါရယ်။အဲ့ဒီတိုက်ပွဲကိုအညာမြေတပ်ပေါင်းစုစစ်တောင်း ဝင်းပလီပြောက်ကြားတပ်ဖွဲ့ PLC TYK မြိုင်ပါကဖောင်ပခုတ်ကူခရိုင်တပ်ရင်းတွေ MTY အကွေတိုက်နယ်စုဖွဲ့မှု1နှစ်3 ABSDF ကိုရေကကိုပလာဦးဆောင်နေလူငယ်ပြောက်ကြားတပ်ဖွဲ့ PI PDF နဲ့ဒေသတွင်းတပ်ဖွဲ့တွေစုပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲမှာတော်လန်ရေးရဲဘော်2ဦးကြဆုပ်ပြီးရဲဘော်3ဦးဒဏ်ရာရရှိခဲ့ပါတယ်နိုဝင်ဘာ25ရက်ကပေါင်နဲ့မြိုင်မြို့နယ်အဆက်ကိုရောက်လာတဲ့ တမ96လောက်ခန့်ခလာရ148တရင်နဲ့ပခုတ်ကူမျိုးအခြေစိုက်တမ100တကပူပေါင်းအင်အား300လောက်ပါတဲ့စစ်ကြောင်းဟာကျွဲရွရွာအနောက်ဘက်မှာညအိတ်တက်ဆွဲခဲ့ပါတယ်။အဲဒီစစ်ကြောင်းကကျွဲရွရွာကနေမြိုင်ဆက်မှုနှစ်ဘက်ကိုဥတီထွက်ခွာလာစဉ်ဝက်ပုတ်ရွာနဲ့စိတ်သာရွာကြားမှာမိုက်တိခဲ့ပါသေးတယ်။ပောက်ကွဲမှုအပြီးရဲဘော်တွေတွားရောက်ရှင်းလင်းခဲ့ရာစစ်ကောင်စီတပ်သားတအူးရဲ့ခြေထောက်တစ်ဖက် ပြက်ကျချန်ရစ်တာတွေ့ရတယ်လို့အညာမြစ်တပ်ပေါင်းစုကဆိုပါတယ်။တပြင်စစ်ကြောင်းရဲ့နောက်ချန်စစ်ကောင်စီတပ်သားတွေနဲ့ထိတွေ့မှုဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီကတရက်ကံပြူစောတိရွာကိုဝင်သွားတယ်လို့သိရပါတယ်။စစ်ကြောင်းထုတ်လာတဲ့ရှင်းရွက်ချက်ကတော့ပထမအပတ်စဉ်မှာမြိုင်မြို့နယ်ပေါင်းမြို့နယ်တွေကရွေးကောက်ပွဲတက်ရောက်မှုမရှိဘူး။ဒုတိယအပတ်စဉ်တွေမှာတက်ရောက်မှုရှိမယ်ဆိုပြီးသူတို့စစ်ကောင်စီဘက်ကစ조사အထောက်မှုတွေ့ရတယ်။ဒီအထွက်ကြောင့်ပဲကြိုတင်ပြီးနေမီအသာစီးရနိုင်မလား။နေမီအခြေအနေဘယ်လိုရှိမလဲ။ဒါမှမဟုတ်နေမီအားဆက်နဲ့ အန်ဒီနဲ့လာခဲ့တယ်လို့ယူဆရတယ်လို့အညာမြစ်တပ်ပေါင်းစုရဲ့တာဝန်ရှိသူကိုဘိုဘိုတန့်စင်ကစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အခြေအနေကိုရှင်းပြပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းကတရက်ကန်ကြီးပါကတစင်တွင်းမကြီးပါကိုဥတီနေပြီးအဓိကတစင်ပခုတ်ကူမျိုးနဲ့ဘက်ကိုပြန်ဆုပ်မယ်လို့သူကခံမှန်ပါရယ်ပေါင်းနေမြိုင်မျိုးတွေကနေအိမ်15လုံးထပ်မနေကိုစစ်ကောင်စီတပ်မိရှုခဲ့ပြီးပြည်သူပိုင်ရွှေငွေနဲ့အပိုးတံပစ္စည်းတွေအပြင် အိမ်မွေးတရိတ်ဆန်တွေကိုတပ်ဖြတ်စားတောက်ယူဆောင်သွားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြပါရယ်စေကောင်းစီတက်စစ်ကြောင်းထိုးတဲ့ကြီးရွာတွေအနီကိုနိုဝင်ဘာ22ရက်ကမကွေတိုင်းပခုတ်ကူအခြေဆိုင်တမတရတိကနေပေါင်းမြို့နယ်ကိုဘုံလာကျဲတဲ့စက်တလီဒီနှစ်စီးတွေကတစီးကိုဖူပေါင်းတက်တွေကပြစ်ချနိုင်ခဲ့တာရှိပါရယ်ဆလပီစစ်တက်ချင်းပါမဲ့ရွေးကောက်ပွဲကိုညှင်းပယ်ပြီးတရားဝင်မှုမရှိကြောင်းဥရောပပါလီမန်သတ်မှတ်ကြေညာ 2020ရွေးကောက်တင်မြောက်ခန့်အယက်သားအစိုးရကိုချက်ချင်းအာဏာအနှင်းဖို့ထပ်မံတောင်းဆိုရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီတစ်ဖက်သက်ကျင်းပဖို့အစီအစဉ်နေတဲ့ရွေးကောက်ပွဲတွေကိုညှင်းပယ်ပြီးတရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေအဖြစ်သတ်မှတ်ကြောင်းဥရောပပါလီမန်ကနိုဝင်ဘာ28ရက်မနေ့ကကြေညာပါတယ်။နိုင်ငံတကာအသိမှတ်ပြုမှုရရှိဖို့ဂျိုးပန်းတဲ့စစ်ကောင်စီရဲ့အဲ့ဒီတရားမဝင်ရွေးကောက်ပွဲရလဒ်တွေကိုလည်းရှုံချကြောင်းဥရောပပါလီမန်ကဖော်ပြပါတယ်။ဥရောပပါလီမန်ဟာချက်ချင်းအပြစ်ခတ်ရက်စဲရင်းနဲ့ရေရှည်တည်တဲ့ခိုင်မြဲတဲ့ ငင်းချင်ရေးအတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့အကြံဖတ်မှုအဆုံးသက်ရေးတို့ကိုတောင်းဆိုပါရစေ။လက်ရှိအခြေအနေကတော့အကြောက်တရားတွေနဲ့ဖိနှိပ်မှုတွေအောက်ကနေကျင်းပမဲ့ဘယ်လိုရွေးကောက်ပွဲမဆိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအဖြစ်မသတ်မှတ်နိုင်ဘူးလို့ဥရောပပါလီမန်ကအလေးပေးထုတ်ပြန်ပါရစေ။ ဥရောပသမဂ EU အဖွဲ့ဝင်နိုင်ငံ28နိုင်ငံရဲ့ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ဥရောပပါလီမန်ရဲ့အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကမြန်မာပြည်သူတွေရဲ့အတန်တွေကိုနားထောင်ပြီးတဲ့အတွက်ဂျေဆုတင်ကြောင်းသူရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်2021ခုနှစ်ဖေဖော်ဝါရီတရက်မှာဖြစ်ပွားခဲ့တဲ့စစ်အာဏာသိမ်းမှုနဲ့စစ်တပ်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေအပါအဝင်စစ်ကောင်စီရဲ့အကြမ်းဖက်တရားမဝင်အုပ်ချုပ်မှုကိုပြင်းထန်စွာရှုံချကြောင်းလည်း ဥရောပပါလီမန်ကကြေညာပါတယ်။စစ်တပ်အနေနဲ့2020ပြည်နှစ်နိုဝင်ဘာလဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အယက်သားအစိုးရကိုချက်ချင်းပြန်လည်အာဏာအနှင်းဖို့အပြည့်အဝလေးစားလိုက်နာဖို့နဲ့အယက်သားအစိုးရကိုချက်ချင်းပြန်လည်အာဏာအနှင်းဖို့ဥရောပပါလီမန်ကတောင်းဆိုပါတယ်။ ဒါပြင်ဥရောပသမဂ EU အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆက်နိုင်ငံတွေအနေနဲ့လက်နက်ခရံတွေစီးရီးနဲ့လုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာတွေကိုဓာတ်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ဖြစ်စေ၊ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပို့ဆောင်ခြင်းတွေကိုပိတ်ပင်ထားတဲ့လက်နက်ပိတ်ဆို့မှုကိုဆက်လက်ထားရှိဖို့ဥရောပပါလီမန်ကတိုက်တွန်းပါတယ်။ကုလသမဂလုံခြုံရေးကောက်စီအနေနဲ့လည်းမြန်မာနိုင်ငံအပေါ်ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုကိုအမြန်ဆုံးချမှတ်ဖို့တောင်းဆိုပါတယ်။အနာသိန်းစစ်ကောင်စီကိုနိုင်ငံရေးစီးပွားရေးနဲ့စီးရီးအရကြောတောက်နောက်ခံပြုနေကြတဲ့ နိုင်ငံတကာအင်အားစုတွေအထူးသဖြင့်ရုရှားနဲ့တရုတ်နိုင်ငံတို့ကိုပြစ်တင်ရှုံချကြောင်းဥရောပပါလီမန်ကကြေညာပါတယ်။အာဏာသိမ်းမှုနဲ့ရက်စက်ကြမ်းကြုတ်မှုတွေအတွက်တာဝန်ရှိသူများစစ်ဘက်ဆိုင်ရာခေါင်းဆောင်များစီးပွားရေးလုပ်ငန်းများနဲ့လက်နက်ထောက်ပံ့သူများအပေါ်ပြစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေကိုဆက်လက်ထားရှိဖို့နဲ့တိုးမြင့်လှုပ်ဆောင်ဖို့အားပေးထောက်ခံကြောင်းဥရောပပါလီမန်ကထုတ်ပြန်ပါတယ်။တစ်ဖက်မှာပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ်မြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီဆန္ဒတွေကိုကိုးစားပြုတဲ့တခုတည်းသောတရားဝင်ကိုယ်စားလှယ်တွေအဖြစ်အားပေးထောက်ခံကြောင်းဥရောပပါလီမန်ကဖော်ပြပါတယ်ဥရောပပါလီမန်ဟာမြန်မာပြည်သူလူထုနဲ့အတူ NUG တိုင်းသာတော်လှန်ရေးအဖွဲ့အစည်းများနဲ့အရပ်ဖက်အဖွဲ့အစည်းများအပါအဝင်တရားဝင်ဒီမိုကရေစီကိုယ်စားလှယ်များနဲ့အတူခိုင်မာစွာယက်တီကြောင်ထုတ်ဖော်ကြေညာပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။